ါခင်ဗျာ88ကိုဖြတ်တန်းခြင်းစာအုပ်ထဲမှာစောင်းပါနှစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဆရာခင်မောင်ရေးရေးထားတယ်ပြင်ပြတော့ပြည်သူစန္ဒာနေအာနာတို့ပေါင်းစည်းညီညွတ်ပြည်သူနောက်စောင်းပါကိုဖတ်ပြပေးပါမယ်ခင်ဗျာဂျော်ဆန်စုကြည်ရေးထားသည် Afra Fashion and Power United စောင်းပါကို စီလျောအောင်ဘာသာပြန်ဆုထားခြင်းဖြစ်ပါသည်ကျမတို့ခင်မောင် အပြောင်းလဲဆိုတာဟာအဘဲအတွက်ကြောင့်ပြင်းပြင်းပြပြလိုလားတောင်းတစရာကြီးနေကြီးမားတဲ့စိတ်လှုပ်ရှားစားဖြစ်နေရပါတည်းဘာရက်အိုဘားမားရဲ့အပြောင်းလဲဖြစ်စေရမယ်ဆိုတဲ့ဂရီကဝကသူရဲ့သမရာရွေးကပွဲမဲဆွယ်စည်းအောင်မူကုန်မီချိန်မြင်ပေးနိုင်ခဲ့ပါတယ်ပြည်သူတွေရဲ့လူလားတောင်းတမှုတွေကိုကဘာဘောကအခြားအစိပ်ပိုင်းတွေမှာ2012ခုနှစ်အတွင်း ေါ်ပေါက်ခဲ့တဲ့အဖြစ်ပြက်တွေကပိုပြီးထမြက်အောင်သွေးပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။အာရွန်နေဦးရဲ့နိုင်ငံရေးကတောင်းကနေဖြစ်မှုတွေဟာအရှိအလယ်ပိုင်းနဲ့အာရွန်နေပါအာဖရိကဒေသတွေမှာ2012ခုနှစ်အတွင်းအခြေခံကြကြနဲ့နောက်ကြောင်းနောက်ကြောင်းပြန်မလည်နိုင်တဲ့အပြောင်းအလဲတွေဖြစ်လာဖို့ကို လူတွေကဘလောက်မျောလင့်တောင်းတကြသလဲဆိုတာ တက်တေပြနေတဲ့နေမြေအကျယ်ဝန်းပဲဖြစ်ပါတယ်။တနိုင်သမျှပုံသူလိုက်ကူချကြတဲ့အကျိုးတရားမှုတွေလည်းဒေတာအနှံ့ပြားမှာဖြစ်ပွားခဲ့ပါတယ်။ရေစွန်းတတိနေပြေွားတဲ့အနာဂတ်သစ်ကိုဖန်တီးတိဆောက်ပေးမယ်လို့မြင်များပင်အာမခံချက်ပေးစေကမူအဲဒီမျော်လင့်တောင်းတမှုတွေကတကယ်ဖြစ်မလားတကယ်ဖြစ်လားမလားဆိုတာကအကြောင်းပြချက်အများစွာအပေါ်မှာမူတည်နေပါတယ်။ကျမကတော့ အဲ့ဒီအာမခံချက်ဆိုတာကိုဒီနေရာမှာ အတွေးခေါ်ပညာရှင် Max Villa ရဲ့အတွေ့အမြင်အရာဆက်ရောကိုပါဒီဇိုင်းမမတ်တောင်းဆိုချက်သဘောမျိုးဖြစ်နေတဲ့အတွက်ပြင်ပြတဲ့ပြည်သူဆန္ဒလို့တွေးမိထင်မိပါတယ်။ဒူနီရှားဤချင်းနဲ့လစ်ပြားနိုင်ငံတွေကပြည်သူတွေဟာအပြင်ဘက်အမြင်အရဖြိုးဖျက်လို့ရှားနိုင်ွယ်မရှိလို့ထင်ရတဲ့အာဏာရှင်တွေကို ဒီပြည်သူဆန္ဒနဲ့ဖြုတ်ချခဲ့ခြင်းဖြုတ်ချခဲ့ကြခြင်းလို့ဒါမှမဟုတ် မစ္စတာဝီဘာနှိမ့်ချပြောဆိုသလိုအကျိုးမဖြစ်နိုင်တဲ့စိတ်လှုပ်ရှားမှုတသက်နဲ့လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြခြင်းလို့ဒီနေရာမှာအကြီးအကျယ်စိတ်လှုပ်ရှားတုံ့လောက်ဖွယ်ရလက်တွေကို ဖော်ဆောင်နိုင်တဲ့အထီးဦးဆောင်ခဲ့တဲ့ပြည်သူတွေရဲ့အော်အော်တောင်းနေအောင်ချဆန့်ကျင်မှုကိုအကျိုးမဖြစ်နိုင်သောဟူမယုမသားတစိတ်တက်ခဲ့ခြင်းဖြစ်ပြီးမှာ သိချပါရယ်အငင်းပွားဖွယ်ရတော့ရှေကောင်းရှိပါလိမ့်မယ်ဒါပေမဲ့အာရန်ွေဦးတော်လန်ရီတွေကိုမီထိုးပေးခဲ့တဲ့စိတ်ခံကြစားချက်ဆိုတာဟာအုံကြွဆန့်ကျင်အာခံမှုအတွက်ဝေစောဦးမီပွင့်အမိစားကလေးတွေကို ထုံလင်းနိုင်စမ်းရှိလျက်သားနဲ့သူကိုနိုင်ကိုကအချိန်ပြင်းစွာနဲ့ထားလောင်ခဲ့တဲ့ခံစားချက်အမျိုးအစားဖြစ်ပါတယ်။မူလာစိတ်ဆော်မှု အဲ့ဒီမိစားကလေးတွေကစပြီးအစွမ်းကုန်တောက်လာတဲ့မိဘုံကြီးဖြစ်အောင်လို့အခုညီလိုအပ်မယ်ဆိုရင်အပြောင်းလဲကိုဖြစ်စေနိုင်မဲ့အခြားထီရောက်တဲ့အထောက်အကူတွေအရန်အသင့်ရှိနေဖို့လိုပါတယ်။အဲ့ဒီအထောက်အကူဆိုတာအာနာပဲဖြစ်ခဲ့လေသလား။ပြည်သူအင်အားဒါမှမဟုတ်တရင်းနည်းပညာအင်အားဒါမှမဟုတ်ကမ္ဘာဒီမိုကရေစီစူးစီးညီညွတ်မှုအင်အားဒါမှမဟုတ် အာနာကိုမတုံးဖို့ဆုံးဖြတ်တာဖြစ်စေတနီနီနဲ့အထောက်အကူပြုနိုင်လို့ပါပဲအာနာရဲ့သဘောတဘာဝဟာအာရင်တရရကနေပြီးတဝန်လှောက်ရှားအောင်မဖန်တီးပေးသေးသမျှမိခဲ့ပြပုံတစ်ဖွဲငုံနေမြဲဖြစ်ပါတယ်အာနာဤအင်ဂျင်ဆက်များကိုညီသည့်အရာကနှိုးပေးပါတည်းတန်ချက်ကားကားတွေဇက်တိုက်လေရင်တွေနဲ့နျူကလ িয়ার လက်နက်တွေဒါမှမဟုတ် တူညီတဲ့အကြောင်းတစ်ခုနဲ့ဆက်နွယ်ပတ်သက်နေကြသည်တကယ်တပြားရည်တည်နေကြတဲ့လူပေါ့ကိုတူးချင်းတွေနဲ့ခေတ္တဤပညာတွေစားတဲ့ဘေးရာမစူဒီသဘောတဘာဝပါပဲ။နေစွန်နေပြားဒေတာတွေကတိုင်းရင်သားတွေရဲ့ဘဝဒုတက်ပြောင်းလဲလာစေဖို့ဒါမှမဟုတ် လူပေါ့ကိုတွေနဲ့သူတို့ရဲ့ပြင်ပြတဲ့ဆန္ဒတွေကို တုံ့ပြန်ဖျောက်ဖျက်ဖို့အင်းအားရှိတဲ့အာနာကိုလမ်းကြောင်းပြောင်းလို့ ်စိတ်ပေါ်ပေါက်လာစေနိုင်တယ်။အချက်လက်မြတ်တာတဲ့အလံစင်တွေဟာအချိန်တစ်ခုမှသာ ဖြစ်ထွန်းလာနိုင်ပါတယ်။အဲဒီအချိန်ကလူတွေရဲ့ခြေုံချတုံဖြစ်နေမှုနဲ့တာမြင့်ချုပ်ချဲထားမှုတွေကို ပြက်ပြက်သားသားရှင်းလင်းဖယ်ရှားလိုက်နိုင်တဲ့အချိန်ပဲဖြစ်ပါတယ်။စံကျင်တဲ့ပြည်သူအာဏာဘက်မှလည်းအလားတူပါပဲ။ဆယ်စုနှစ်တွေနဲ့ချီပြီးကြောင်ထိုင်လန်းခဲ့ရတာဒါမှမဟုတ် လူသဘောတဘာဝအရာတတိကြီးစွာနဲ့မလုံမရှက်နေနေကြတဲ့လူပုံကိုယ်လေးကိုတတိခွန်အားရှိလာအောင်ကနေဦးတိုက်တွန်းလှုပ်ဆော်ပေးဖို့လိုအပ်ပါတယ်။ဒီလိုဆိုရင်ပြည်သူစန္ဒာနဲ့အာနာတိုက်ပွဲ ဖြစ်မလား။စန့်ကျင်တိုက်ခိုက်စရာကလိုလိုလားလို့မရပါလိမ့်မယ်။ပြည်သူတွေရဲ့ပြင်းပြတဲ့စန္ဒာနဲ့အာနာတို့ဟာတဘာဝအတိုင်းစန့်ကျင်ဘက်တွေလား။ နှစ်ခုတည်းကဘယ်အစိပ်အပိုင်းပဲဖြစ်ဖြစ်တာမန်လူရန်စားမျိုးစုံတည်းကနေဒီမိုကရေစီစနစ်အရာရေးဆွဲထားတဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အညီပေါ်ပေါက်ချပေါ်ပေါက်ခဲ့ကြတာချိပါချိပဲမဟုတ်လားဒါမှမဟုတ်ပြည်သူတွေနဲ့နိုင်ငံတွေရဲ့ကံကြမ္မာကို ပြုပြင်းပုံစံပြောင်းပေးတဲ့ဒေါ်လာရေးအမှန်တစိတ်တက်ထားတာတွေပဲမဟုတ်လားအလွယ်တကူ လူတန်းစားခွဲကြတဲ့သဘောထားကိုအနာယူချေပြန့်နိုင်ခဲ့တဲ့အပြောင်းလဲဆိုတာမျိုးလည်းရှိပါတယ်။အဲဒါကတော့2008ခုနှစ်အမေရိကန် သမ္မတရွေးကောက်ပွဲကနေဖြစ်ရဖြစ်စဉ်လုံးဝမဟုတ်တဲ့အရာလက်ကိုပေါ်ထွက်စေခဲ့တာပါ။ဒါပေမဲ့မစ္စတာအိုဘားမားကိုရွေးကောက်တင်မြောက်ခဲ့တာဟာအမေရိကန်ပြည်သူသမိုင်းမှာမြေငင်လေးတောင်လောက်တလူဖြစ်စဉ်တစ်ခုလား။ဒါမှမဟုတ်ရိုးရိုးနိုင်ငံရေးသမိုင်း မှတ်တိုင်းတစ်ခုမျှတစ်ခုမျှသာလားဆိုတာကတော့ရှုမြင်သူတို့ရဲ့ထင်မြင်ချက်အပေါ်မူတည်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တောင်အာဖရိကနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အသားအရောင်ခွဲခြားမှုစံကျင်းလှုပ်ရှားမှုကပေါ်ထွက်လာခဲ့တဲ့အကျိုးဆက်ဆိုတာကိုတော့အငင်းပြောက်အငင်းပွားခွဲရှိမဲမထင်ပါဘူးအဲဒီရလက နိုင်ငံရေးအသွင်ပြင်ကိုပြောင်းလဲပြနိုင်တဲ့လာပါတိမ်မွေပြီးအကျိုးကြီးလာတဲ့အရေးတစ်ခုကို မွေးဖွားပေးနိုင်ုံသာမကပဲတကဘာလုံးမှာရှိနေကြတဲ့လူမျိုးပေါင်းစုံနဲ့အသားအရောင်ဆုံးရှိကြတဲ့အပေါ်သဘောထားကိုလေလူလူချင်းတံပိုးလေးစားထားရတဲ့ခံယူချက်တွေအဖြစ်ပြောင်းလဲပြောင်းလဲနိုင်စေခဲ့ပါတယ်ဒူနီရှားနဲ့အီဂျင်နိုင်ငံတွေမှာအပြောင်းလဲအတွက်စံကျင်လှူရှားမှုတွေကိုပြုတ်ကြသွားတဲ့အာနာရှင်တွေရဲ့အုတ်ချုပ်ရည်နဲ့စစ်တဲအင်အားတွေတုံးပြီး မဖြိုခွဲနိုင်အောင်ပဲအရာတွေကကာဝယ်ပေးခဲ့ကြတာပါလေလစ်ဗျာနဲ့ဆီးရီးယားကရက်ဆက်တဲ့တပ်အုပ်စံပိုင်းဆန်ဆန်အုပ်စုသူတွေကို သူတို့ရဲ့ပြည်သူတွေအပေါ်စစ်ပြုတိုက်ခိုက်အောင်ပဲအရာတွေကအလွဲလွဲအမာမစိတ်ရိုင်းဝင်စေခဲ့ပါတယ်ဒါတွေမက တိုက်ပွဲတွေကရှေ့ကြပြီးကြမ်းကြုတ်ရက်ဆက်လိမ့်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိပြီးတဲ့အတိုင်းအောင်လစ်ဗျာနဲ့ဆီးရီးယားကအစိုးရစံချိန်ရေးတပ်ဖွဲ့တွေက နောက်မတွန့်ပဲဆက်လက်တိုက်ပွဲဝင်နေကြတာဟာဘယ်အရာကတွန့်အားပေးလို့ပါလဲဒီနေရာမှာတပ်ဦးစံပိုင်အာနာရှင်တွေရဲ့တမဏိညံ့ဖုံစွနောက်ွယ်မှာတန်ရှိထင်ရှားတဘာဝလူသားရဲ့ဆန္ဒတွေရှိမနေဘူးလားဂျုံတွေခံစားနေရတဲ့ဒုက္ခတွေကိုကျွေးကြော်ဟိကျွေးဖော်ထုတ်ခွင့်ရှိရမယ်နောက်ဆုံးလက်နက်ကင်တိုက်ပွဲဝင်ဖို့လိုရင်တော့တိုက်ခွင့်ရှိတယ်လို့ခိုင်မာဆုံးဖြတ်ထားကြတဲ့ လက်နက်မဲ့လူစုလူဝေးရဲ့နောက်မှာလဲတမ်မနီလိုခိုင်းပါပြီးတစည်းတစ်လုံးနဲ့ဖြစ်တဲ့ဇန္နာတွေရှိနေတယ်လို့မျိုးပေါ့နောက်ဆုံးမှာအုံချားလှောက်ရှားမှုတဲကိုပေါင်းစည်းသွားတဲ့စုံပြတ်ချက်ချပြီးဖြစ်တဲ့အကြောင်းကိစ္စဟာပြည်သူဇန္နာမဟုတ်ဘူးလားအဲ့ဒီပြည်သူဇန္နာဟာအလွန်ပြင်းထန်တဲ့အသွင်ကူးပြောင်းစေလိုသောစိတ်ခံစားမှု ဖြစ်သွားနိုင်တဲ့အပြင်အကျိုးမဖြစ်ထွန်နိုင်တဲ့စိတ်လှောက်ရှားမှုတဲ့ မပိုးတဲ့အဖြစ်ကိုလည်းရှောက်သွားနိုင်ပါသေးတယ်။ဒါမှမဟုတ်ရင်လည်းကာလကြာလာတဲ့အခါယုံကြည်မှုအခြေခံပေါ်မှာဖြစ်စေအကြောင်းကိစ္စတရအပေါ်မှာဖြစ်စေဒီဇိုင်းမမတ်ယုံကြည်နေမှုဟာမြဲမြံစွာအမြင့်တွေလာပါတယ်။အဲဒီအကြောင်းကိစ္စဆိုတာဟာလွတ်မြောက်မှုလိုကျေပြန့်တဲ့ကိစ္စမျိုးဖြစ်ဖြစ်မိမိဘဝရှင်သန်မှုတက်တက်အတွက်ပေါင်းခတ်ထားတဲ့ကိစ္စလေးပဲဖြစ်ဖြစ်အမြင့်တွေသွားမှာပါပဲ။ အပြောင်းလဲဖြစ်ပေါ်လာဖို့အတွက်အကြံမဖက်တဲ့နီလန်နဲ့ကာလာကြာရှည်စွာရုံကန်ကျူပန်ခေယားရဲ့ခေယားတဲ့လှုပ်ရှားမှုတစ်ခုမှာပေါင်ထန့်ရလာခဲ့တဲ့အဖွဲဝတော်အနေနဲ့ကျမသဘောပေါက်နားလဲခေတာကရဲဘော်ရဲဘက်တွေနဲ့အားပေးထောက်ခံသူတွေစီမှရှိတဲ့အခြားသောပင်ကိုအရေးအသွေးတွေထက်အတာကင်းမှုနဲ့ခိုင်မာတဲ့တန်ဓေဌာန်ကိုလေးစားတမိုးထားဖို့လိုအပ်တယ်ဆိုတာပါပဲ။ အဲဒီတန်နေတံမျိုးဟာမီရှူမီပဲပြစ်ဖောက်တယ်လို့အလင်းရောင်လင်းလက်ခဲလာပဲမယ်အမြဲတမ်းမပြောင်းမပြတ်တည်ရှိနေပြီးကျမတို့ရဲ့မူလရင်မှန်းချက်အပေါ်ထားရှိရဲ့တကြွနိုးကြမှုမိရောက်ကိုငိမ့်သိမတော်အောင်လုံလောက်တဲ့မိရောက်တွေနဲ့မိထိုးပေးနေရပါတယ်အဲဒီတန်နေတံဟာဒီသူတွေရဲ့ပြင်ပြတဲ့တောင်ဆိုတမ်းပဲဖြစ်ပါတယ်အကျိုးမဖြစ်ထွန်နိုင်တဲ့အမျိုးအစားမျိုးမဟုတ်ပါဘူးလူတွေရဲ့ နှလုံးသားတွေနဲ့အတွေ့အမြင်တွေကိုတတ်ဝန်လှုပ်ရှားစေတဲ့အပြင်တမိုင်းကိုပါ ဖန်နီးနိုင်စမ်းတဲ့ပြည်သူဆန္ဒပဲဖြစ်ပါတယ်ပြည်သူအာဏာဆိုတဲ့အတိတ်ပဲကိုလည်းဆောင်းသွားနိုင်တဲ့လှုပ်ရှားမှုလည်းဖြစ်ပါတယ်ဒီလိုလှုပ်ရှားတောင်းဆိုမှုဟာအများပြည်သူနဲ့တက်ဆိုင်တဲ့ကိစ္စရဲ့ဖြစ်လာရင်တော့နိုင်ငံရေးလူမှုရေးအပြောင်းအလဲတွေ ဖြစ်လာဖို့အလွန်ထိရောက်တဲ့လက်နက်ကရိယာဖြစ်သွားပါတယ် 2012ခုနှစ်မှာ ကျမဒုတိယအကြိမ်အကျယ်ချုပ်ကလွန်မြောက်လာခဲ့ပြီနော်။ပြည်ရင်းခရီးတစ်ခုထွက်ခဲ့ရမှာကျမတို့ကို အားပေးထောက်ခံကြတယ်။မကြမီကလေးကလည်းအရာဝရမြင့်ကြီးရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ဝိုင်းဝန်းဆိုရင်ပူပန်ကြမှုကတိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာတရားပေါင်းစုံအသက်အရွယ်ပေါင်းစုံနဲ့လူဒန်းစားပေါင်းစုံတို့ကိုသွေးစည်းစေခဲ့ပါတယ်။အရာဝရမြင့်ဆုံးရေးကသာစီမံကိန်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ကျမတို့အားလုံးရဲ့ပြင်းထန်တဲ့တောင်းဆိုချက်ဟာအင်အားအလွန်ကြီးမားလွန်းလာကြောင်းတမရကသူ့ရဲ့တမရသက်တမ်းအတွင်ဒီစီမံကိန်းကိုရပ်ဆိုင်ထားပါမယ်လို့ကြေညာခဲ့ပါတယ်။နိုင်ငံရေးပါတီရဲ့ဆန်အားငွေကြေးဆန်အားတရင်နဲ့စာနယ်ဇင်းဆန်အားတွန်းအားပေးနိုင်တဲ့အဖွဲ့အစည်းတွေရဲ့ဆန်အားနဲ့အခြားအထောက်ပံ့ဖြစ်စေမဲ့ဆန်အားမျိုးစုံတွေဟာနိုင်ငံရေး တရွေ့ရွေ့ပြောင်းလဲတူတက်မှုဖြစ်စဉ်နဲ့နိုင်ငံရေးတော်လှန်ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ်ထိရောက်စွာလွှမ်းမိုးနိုင်ပါတယ်။နိုင်ငံအုပ်ချုပ်မှုရန်နေရာကကြော်တော်နောက်ခံပေးထားတယ်။အုပ်ချုပ်သူဒါမှမဟုတ်အုပ်ချုပ်သူများရဲ့အလုပ်ကိုင်ခွင့်အာဏာဟာပြည်သူ့ဆန္ဒနဲ့စံကျင်ဘက်သဘောရှိတယ်လို့မှတ်ယူကောင်းမှတ်ယူနိုင်ပါတယ်။တဟုဆမိုင်းစနစ် စံတဲ့အာဏာနဲ့ဒီမိုကရေစီနီးကြကြတိဆောက်ထားတဲ့အာဏာနှမျိုးနှစားရဲ့ကွဲပြားခြားနားမှုဟာဒီနေရာမှာတင်းတင်းရှားရှားပေါ်လွင်နေပါတယ်။ဘယ်လိုအခြေအနေမျိုးရောက်တဲ့အခါအာဏာပိုင်တွေဟာနိုင်ငံရေးအပြောင်းလဲလှုပ်လှုပ်စိတ်ဖြစ်ပေါ်လာပါသလဲ။ရေပုံရအဖြစ်အရာရာချောမွေ့ပြည်ပြင်းနေတဲ့အခါအာဏာကိုကင်ဆယ်ထားသူတွေဟာတမန်ယူကြအောက်ချုံမှုပုံစံကိုသာလိုလားပြီး ကြောင်းလဲချင်းကိုလူလာမှာမဟုတ်ပါဘူးအကျက်အတဲပြက်တနာပေါ်ပေါက်တဲ့အခါမျိုးကြမှာသာအပြောင်းလဲလှုပ်ဖို့လိုအပ်လာပြီးလို့ထဲသွင်းစဉ်းစားလာတတ်ပါတယ်ညာရင်ညာသွေးမြင့်မာတဲ့အောက်ချုပ်သူတွေဆိုရင် အပြောင်းလဲဟာရှောင်းလဲလို့မရနိုင်အောင်ဖြစ်နေပြီးဆိုတာအလင်းအမြန်ပဲနားလဲရိတ်စားမိတတ်ကြပါတယ်တို့ပဲမယ်အပြောင်းလဲလှုပ်ဖို့လိုပြီးလို့သဘောပေါက်ခြင်းဟာ ်အဲဒီအပြောင်းလဲကိုဖော်ဆောင်နိုင်မဲ့နီးလန်းတွေရှိနေပြီးဆိုခြင်းနဲ့သဘောတထက်ထဲတော့မကြပါဘူးလွတ်လပ်စွာသဘောကွဲလွဲပိုင်ခွင့်ကိုလက်ခံတဲ့လူအဖွဲ့အစည်းတွေမှာဆိုရင်အစိုးရကြီးတက်တက်က အပြောင်းလဲကိုမဖော်ဆောင်နိုင်ပါဘူးအခြားဆက်ဆက်ပတ်သက်သူများအားလုံးလဲပါဝင်ကြရပါမယ်အမေရိကန်ပြည်သူမှာဆိုရင်နိုင်ငံရေးပါတီကြီးနှစ်ရက်တူဟာပင်မကြီးစွာ အပြင်းထန်ညင်ခုံညီနိုင်ဆွေးနွေးကြပြီးမှနိုင်ငံရဲ့ကြွေးမြီဆိုင်ရာဖြည့်ရှင်ချက်ဥပဒေကိုသဘောတူအတည်ပြုနိုင်ခဲ့ကြတာပါဒီလိုဆောင်ရွက်ခဲ့ရတာမှတမရရာမကသူရဲ့ပြည်သူပြည်သားတွေကပါလိုအပ်တယ်လို့ဆုံးဖြတ်ထားတဲ့အပြောင်းလဲကိုဖန်တီးပေးဖို့အစီအစဉ်တွေအမေရိကန်တမရထံမှရှိမနေပါဘူးလို့ဆန္ဒပြရှုံချနေတဲ့သူတွေကိုကျေနပ်မှုမပေးနိုင်ခဲ့ ရင်းနှမှုပေးနိုင်ပုံမရပါဘူးအကယ်၍သာသမားရဲ့အာနာဟာဒီကိစ္စမှာအပြောင်းလဲဖြစ်ဖြစ်စေမဲ့တော့အဖြစ်တယ်လို့ယုံကြည်ခဲ့ကြမယ်ဆိုရင်အခြားအင်အားစုတွေအားလုံးကမဆိုင်မဆိုင်မတော့ပူပေါင်းကြမှာဖြစ်ပါတယ်ပြတ်သားစွာဆုံးဖြတ်ထားချက်အကောင့်ထဲပေါ်တဲ့ဇေလုံးလာဝရိယာစီယုံသိမ့်သွင်းနိုင်မှု လူတွေရဲ့စိတ်ဝါနှလုံးကိုဆဲဆောင်နိုင်တဲ့အရေးသေးစာရာတွေဟာ အဲဒီဆန့်ကျင်လှုပ်ရှားနေတဲ့အင်အားတွေအတွက်ဒူးများတဲ့ပူပေါင်းအင်အားဖြစ်လာပါလိမ့်မယ်။တခြားတနည်းနဲ့ပြောရမယ်ဆိုရင်ပြင်းပြတဲ့ပြည်သူဆန္ဒဟာအာနာတရထဲကအပြည့်အဝဖြည့်ဆန်းနိုင်တဲ့ကွက်လက်တွေကိုကူညီဖြည့်ဆန်းပေးနိုင်တယ်ဆိုတာပါပဲ။ဆန့်ကျင်နေတဲ့အင်အားစုတွေနဲ့ပြည်သူတွေရဲ့တောင်းဆိုချက်တွေကြောင့်ဖြစ်ရတဲ့အကြက်အတဲတွေလျှော့ပါသွားမှဖြစ်တဲ့အတွက်အစိုးရတရဟာ မိမိတို့ရဲ့ကိုယ်ပိုင်သဘောဆန္ဒအရာဆုံးဖြတ်ထားတဲ့အကြောင်းလေးကိုအကောင့်ထဲဖော်ရမှာပုံမိုးချောမွေးပြည့်ပြည့်သွားပါလိမ့်မယ်။အစိုးရတည်းဟာအဟံတာမပြုလို့ဖဲအပြောင်းလဲကိုရှေ့ဆက်လောက်ခွင့်ပြုသွားမယ်ဆိုရင်အဲ့ဒီအပြောင်းလဲဟာနိုင်ငံရေးမြင်ကွင်းကိုသာမက နိုင်ငံတစ်ခုရဲ့စိတ်ဓာတ်ကိုပါပြောင်းလဲသွားစေမှာဖြစ်ပါတယ်။တစ်ချိန်လုံးကစတာလီရဲ့အကျဉ်းမဲ့အာနာရှင်စနစ်အောင်မှာကြောင်ယွန်ချင်းဟာ အရိုးတဲ့ထီအောင်စိန်ဝင်ခဲ့ကြတဲ့အတွက်ပြည်သူတွေရဲ့ရုပ်သိမ်းဟာ ကိုကိုကိုပင်မမှန်မီလောက်အောင် ပြည့်ဝင်ခဲ့ကြပါတယ်။တချင်ရောက်တော့အဲဒီအာနာရှင်ကြီးဟာကွယ်လွန်သွားတဲ့အခါကျမှတိုင်းပြည်ဟာအကျောက်တရားအိမ်မက်ဆိုကြီးတဲကအနုထလာခဲ့ပါတယ်။အဲဒီအခါကျမှလူတွေဟာဘာတွေဖြစ်ခဲ့တာလဲ။ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုပြီးမေးမြန်းရကြပါတယ်။အာနာတခုရဲ့က လူ့အဖွဲ့အစည်းတရက်လုံးကို ပြုပြင်ပြောင်းလဲပေးခဲ့တာလားစတာလင်ကိုဒီလိုမိကုံရန်ကုံရက်ဆက်ကြံကြုတ်တဲ့အာဏာကိုကျင့်သုံးဖို့ဘယ်အရာကအင်အားတွေပေးခဲ့တာလဲစတာလင်ဟာသူ့ရုပ်သူ့ယုံကြည်ချက်တစ်ခုအပေါ်အစဲလန်းကြီးမှုက သူ့ကိုအားပေးအားမြောက်ပြုခဲ့ခြင်းလားဒါမှမဟုတ်သူရဲ့ပုတ်ကလေးကရေမှန်ချက်က သူ့ကိုတွန်းအားပေးခဲ့တာလားသူရဲ့ကြံကြုတ်လာတဲ့ရန်ညာကို ကနဦးစာအားပေးခဲ့တာဟာပြင်ပြတဲ့သူကိုပိုင်ဆန္ဒဖြစ်တယ်။သို့တော်လည်းအဲ့ဒီဆန္ဒဟာအစိုးရဆုံးအမျိုးအစားဖြစ်နေတာကဆိုးရွားသွားတာပါ။သူရဲ့တမဏီလိုမာကြောတဲ့အုတ်ချုပ်အုတ်ချုပ်မှုဆက်လက်သဆိုးရှိနေတာနဲ့အမျှသူရဲ့စိတ်ခံစားချက်ကလည်းသူ့ကိုယ်သူလူတိုင်းရဲ့စိတ်ကိုလွှမ်းမိုးထားနိုင်သူ ထာဝရလေးစားခြင်းခံထိုက်တော်သူဟူ၍ဆွဲလန်းမှုဥပါဒဏ်ဖြစ်လာပါတယ်။ အဲဒီမှားရင်းနဲ့ဥပါဒဏ်ကပဲသူ့ကိုတမိုင်းမှာအေယာမနိုင်ငံရေးရာဇဝင်မှုကြီးတွေကိုကျူးလွန်စေခဲ့တာဖြစ်ပါတယ်။စတာလင်ဟာကြောင်းရွံ့စေတဲ့သူရဲ့အောက်ဆိုမှုကိုတီထောင်ရမှာတကူတည်းမဟုတ်ခဲ့ပါဘူး။များပြားလာတဲ့လူတွေကလေပူပေါင်းလုံကင်ခဲ့ကြတယ်။အဲဒီလူတွေထဲကမိမိဆန္ဒအရာအစိတ်ရောကိုပါတတ်တတ်ကြကြလုံကင်ခဲ့ကြသူတွေဟာပြည်သူတွေရဲ့ မကြေမနက်စန့်ကျင်မှုတွေကိုရင်ဆိုင်ခဲ့ကြရရတယ်။နိုင်ငံရေးနဲ့အလူမှုရေးအပြောင်းလဲကိုမဖြစ်မနေဆောင်ရွက်မယ်ဆိုတဲ့တန်ိဋ္ဌန်ချထားတဲ့ပြည်သူတွေကစတာလင်ဟာတိုင်းပြည်ကောင်းကျိုးအတွက်ဖြစ်စေ သူကောင်းကျိုးစီးပွားအတွက်ဖြစ်စေ ရအောင်ဆန်းဆောင်နိုင်စွမ်းရှိရဲ့ကောင်းဆောင်ဆိုတာကိုတော့ယုံကြည်ခဲ့ကြပါတယ်။အာနာဟာပြည်သူဆန္ဒကိုပုံမပြင်းပြလာအောင် မြင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါရင်မကပါနာဟာပြည်သူဆန္ဒကိုအပြောင်းလဲဖြစ်စေမဲ့အကြောင်းတရားအဖြစ်ရှားယူအသုံးချဖို့လည်းလိုအပ်ပါတယ်။အင်အားမြင့်မြတ်ကြီးမားစေကမူအာနာဟာပြည်သူဆန္ဒလောက်လုံလောက်ပြည့်စုံမှုမရှိပါဘူး။ပြည်သူဆန္ဒကတော့သူ့အတွက်လိုအပ်တဲ့ဆန္ဒကိုမိမိကိုယ်တိုင်ထုတ်သုံးဆွဲပါတယ်။ပြည်သူဆန္ဒထဲမှာဆန္ဒတစ်မျိုးပါရှိပြီးသားဖြစ်ပါတယ်။အဲဒါကတော့ပင်ကိုယ်သဘောတဘာဝအရာ အရေးကိုဖြစ်ပေါ်စေတဲ့စံအာပဲဖြစ်ပါတယ်။အာနာဟာအခြားတစ်ဖက်မှာတဘာဝအရာသူကိုယ်သူခိုင်မာမြဲမြံအောင်ကြိုးစားထိန်းသိမ်းတတ်ပါတယ်။အာနာက နိုင်ငံရေးအပြောင်းလဲလမ်းကြောင်းစီကိုရွှေ့လျားတဲ့အချိန်မှာလဲအဲဒီဒီအတိုင်းအရေးကိုမြဲမြဲအောင်ထိန်းသိမ်းမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်ပကစာအားတွေပြည်သူတွေရဲ့အနှစ်ထောင်အားရ လူလားလက်ခံလာမှုက အစရွေးကောက်ပွဲ အနိုင်ရရှိရေးကိစ္စအထိဆွဲဆောင်နိုင်စံတွေကိုပြစ်ပေးဖို့မဖြစ်နိုင်လို့ပါပဲပြည်သူစာနာကတော့နိုင်ငံရဲ့အပြောင်းလဲကျစ်စေဖို့တော်အားဖြစ်တဲ့အတွက်အာနာထက်စာရင်ပိုပြီးထီရောက်တဲ့အစွမ်းရှိပါတယ်အတိတ်ပဲပြေဝါတဲ့နိုင်ငံရေးအပြောင်းလဲဟာဘယ်လိုပင်ဖြစ်စေမပြောင်းမပြတ်သွားဖို့လိုအပ်ပါတယ်။အဲအားကြောင့် ပြည်သူဆန္ဒနဲ့အာဏာတို့ဟာအပြန်အလှန်အထောက်အကူပြုတဲ့အကျိုးတူ လက်တွဲပေါ်အဖြစ်ပူပေါင်းဆောင်ရွက်ကြရပါမယ်။ကျမတို့အားလုံးကြောင်းလဲလိုကြတဲ့သူတွေကြီးဖြစ်ပါတယ်။သို့တော်လည်းအဲ့ဒီကြောင်းလဲကအကောင့်ထဲပေါ်လာမှလားဒါမှမဟုတ်ညော်လေးဆောက်စားနေကြတဲ့အတိုင်းကတိကဝတ်ကိုစောင့်ထိန်ပါလားဆိုတာအာမခံချက်တော့မရှိသေးပါဘူးကိုမသိနိုင်တဲ့နယ်ပယ်ထဲကို လမ်းဝင်သွားတဲ့အခါတိုင်းမှာစွန့်စားရတဲ့သဘောကတော့အမြဲတစေရှိတတ်ပါတယ်။အရဲနွေဦးဖြစ်စင်မှာပါဝင်ကြတဲ့နိုင်ငံအတွက်နိုင်ငံတွေအတွက်အကြီးမားဆုံးစိန်ခေါ်ချက်ကမိမိတို့ရဲ့ဂျိုပန်အထုံးမှုများကပေါ်ထွက်လာမယ်။အသေးပွင့်တွေကို2022ခုနှစ်အတွင်းခန်းစားသုံးဆောင်လို့ကြားတဲ့ကမ္ဘာပြည်သူအားလုံးတို့အနီးတူတည်တည်ရရဘလောက်ကန်နိုင်စမ်းရှိပြီ အင်းအားပြွားတဲ့ဒီသူဆန္ဒနဲ့အာနာတို့ရဲ့ပေါင်းစည်းညီညွတ်လက်တွဲမှုကိုလက်တွေ့အကောင့်ထဲဖော်နိုင်အောင် ဖန်တီးတိဆောက်ရေးပဲဖြစ်ပါတယ်ခင်မောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာ88ကိုဖြတ်တန်းခြင်းဆောက်ထဲမှာဆရာခင်မောင်ရင်ရေးထားတဲ့ပြင်ပြတော့ပြည်သူဆန္ဒနဲ့အာနာတို့ပေါင်းစည်းညီညွတ်ပြည်သူနာဆောင်းပါနဲ့ ဆရာရင်ခက်ရေးထားတဲ့မိုင်းတိုင်း24စောင်းမနှစ်ပုတ်ကိုဖတ်ပြပေးခဲ့ရပါဖြစ်ပါတယ်ခင်ဗျာအဆောင်ထိလာရောက်နိုင်စင်ပေးခဲ့ကြတဲ့တုတ်တောက်ချင်းစရိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဆရာရင်ခက်ရေးထားတဲ့မိုင်းတိုင်းရဲ့မှတ်24စောင်းမကိုဖတ်ပြပေးပါမယ်ခင်ဗျာဒီလုံးကျော်ဒီမိုကရေစီလောက်ရှာမှုကြီး24နှစ်တိုင်းခဲ့ပါပြီဝေရီအကျိုးဖြစ်တာမို့ရော ိုင်ငံရေးပြောင်းလဲပြုပြင်ပြောင်းလဲရေးအရှင်ယူနေချိန်မလွတ်လပ်တဲ့ဟွန်ကျင်တီတွေမှာလူတွေအသက်ရှူလို့ကောင်းနေသလိုရှိပေမဲ့စီးပွားရေးနယ်ပယ်အနေနဲ့တော့လူလွင်နေရတော့မှာပဲဘယ်သူပင်ဖြစ်ပါစေတပါတီအာနာရှင်စနစ်အောက်ကနေရုံထွက်လာခဲ့တဲ့အော်ကက်စထရာရှိရဲ့တမိုင်ဟာမြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ်ယနေ့တိုင်ကျူးတက်ရောက်မှုရှိနေစေပါပဲ။ သမိုင်းကိုမပြောင်ပြလို့မဖြစ်ပါခွင်းလွှတ်ခြင်းကိုတည်ဆောက်ယူပြီးရှေးခီအောင်မြင်တုတက်ဖို့ကြိုးစားကြရပါဦးမည်မနေ့ကရှေးရရှလာရှိစေရှိဒီမိုကရေစီလှောင်ရှားမှုကြီး23နှစ်ပြည့်ထိမ့်မဲ့အခမ်းအနားကိုရန်ကုန်မြို့ကြီးမြနိုင်မြို့နယ်နတ်စင်လန်းနေကန္နာလန်တောင်ရှိတာရုဘရိတ်ပရီရတိစာသင်ကျောင်းမှာကျင်းပခဲ့ကြပါတယ်။ညီတိအဖွဲ့အစည်းကများ ကြီးမှုချင်းမချင်းမဟုတ်ပဲတူချင်းရောအဖွဲတွေပါဝိုင်းဝန်းလှူဆောင်ခဲ့ကြခြင်းမှာတန်ဃာတော်များကိုစံကတ်ခြင်းသင်ကန်းကတ်လူချင်းများအပါအဝင်ပြည်ရင်းငိမ့်ချင်းဤနိုင်ငံရေးကျင်းသားများလူမျိုးရေးတို့အတွက်စူတောင်းခြင်းများပြုလုပ်ခဲ့ကြပါသည် အစိုးရပွဲကိုဝိုင်းဝန်းကိုကြီးမှုများထံမှသိရသည်မှာရှစ်လေးလုံးရေတော်ဝန်ကြီးဟာ တမျိုးသားလုံးဆိုင်ရာနေသူတရက်ဖြစ်လို့တမျိုးသားလုံးဆိုင်ရာသမိုင်းဝင်နေပြင်းနေတာမြင်တွေ့လို့ကြားကြောင်းသိရပါတယ်တမျိုးသားလုံးနေဆိုင်နေဖက်စစ်တော်လိုင်းရင်းနေကို တမရော်နေဖြစ်သွားတယ်လို့မျိုးရှင်လေးလုံးနေကိုမိတိအဖွဲ့စည်းကမှလောက်ခွင့်မရှိဘူးလို့မခံယူထားကြကြောင်းသိရပါတယ်23နှစ်ပြည့်အကျုံညတာရုကြောင်းတွင် ရှူခင်းကလည်းထူကြပါတယ်လိုအပ်သည်များကို ဆိုင်ယာကော်မရီလိုက်တီတီကောင်းချင်းရိုက်နေခဲ့ကြစင်မှာမြမမော်ဇလင်အဖွဲ့များကယာယီမန်းနဲ့များလာရောက်ထူပင်းနေခြင်းနဲ့ခုံများအရောက်ပို့ခဲ့ပုံမှာပရိယတိစာတင်ကြောင်းတွင်အမြင်ဆန်းတော်လဲတင်းတင်းတတဲရှိလာပါပြီတယ်ဆင်မလိုက်ဘက်မှာလုံချုံရေးရဲတဲ့ရင်များနေရာယူနေပြီးသို့တော်တဲ့ရင်နေအတူအရတာဆိုရအသည့်ဆက်ဆက် ၎င်းတို့ပထမဆုံးဖြတ်တန်းရမယ့်ရှင်လေးလုံးနဲ့ပတ်လည်နေကိုဘလို့သဘောထားရှိမလဲဆိုတာသုံးသက်စကားဝိုင်းများလဲကြာဝအတွင်ရှိနေခဲ့ပါတယ်ညနေခါနီးကြမှာချမ်းပြုတ်ရေးတာဝန်ယူထားသူများမှအပကြံသူများကြာဝအတွင်မှထွက်ခွာခဲ့ကြပါတယ်နောက်တနေ့မှာတာရုကြောင်းတွင်မိုးလင်းကလေးကလုံခြုံရေးတာဝန်ယူထားသူများရောကျွေးမွေးဧကန်ရေးတာဝန်ယူထားသူများရော ခန့်စော်စော်ကလေးကအရောက်နေတာတွေ့ရပါတယ်။ဖိတ်ကြားထားသူများမှာနိုင်ငံရေးပါတီဆောင်မှပုဂ္ဂိုလ်များ၊ဝါရဲနိုင်ငံရေးသမားများဒီမိုကရေစီလှောက်ရှားမှုတခြားမှာတကြစွာပါဝင်ခဲ့သူများစုံညီစွာတွေ့ရပါတယ်။အကြောင်းမျိုးမျိုးကြောင့်မြန်မာနိုင်ငံရေးစင်မြင့်နဲ့ဝေးကွာနေခဲ့သူများလည်းတရောက်လာကြတာမို့လောက်ဖို့ကိုင်ဖက်ရောင်ရင်များနှွေးထွေးစာပြန်လဲတွေ့ဆုံတဲ့ပွဲလေးလည်းဖြစ်သွားတာပေါ့ မခံနိုင်ခြင်းပါမည်။ကြောက်ဆောက်ဦးတွင်ပင်တန်ကားများစနစ်တကျတန်းစီ၍ကြာချီလာပုံမှာ2000ခွန်ရှင်းဝါရောင်တော်လန်ရေးကိုပါ အမဲရစေခဲ့ကြပါရဲ့။နိုင်ငံရေးအကျဉ်းသားများထောင်ကျော်မြထောင်တည်တည်တွင်နေခဲ့ကြခြင်းအားလွန်မြောက်ရေးနှင့်ဒီမိုကရေစီတိုက်ပွဲတွင် အသက်ပေးခဲ့သူများအတွက်စုတောင်းကြစဉ်မျက်ရည်စုခဲ့ကြသူအချို့ကို တွေ့ခဲ့ရပါရဲ့။ ဒါတွေဆရာတော်ဖျားကြီးကလည်းငိန်ချဲဟင်းနဲ့လူငယ်မျိုးဆက်တူကိုဆူတောင်းပေးပြီးစုံမဩဝါဒချီးမြှင့်ခဲ့ပါတယ်။ပွဲစီစဉ်သူများကအာနာယပါတီကိုရောအစိုးရအစင်းမြင့်အရာရှိပိုင်းကိုပါဖိတ်ကြားခဲ့ပေမဲ့မြို့နယ်အဆင့်အာနာယပါတီမှပုံကိုအချို့လုံခြုံရေးအတွက်လာတော့မသိလွတ်လိုက်ပါမယ်လို့ကြားသိရပါတယ်။လာမလာတော့မသိပါဒီလိုနဲ့ 23နှစ်ပြည့်အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ယခုအခါ24နှစ်ပြည့်ငွေရည်ရွအကျူရှစ်လေလုံးရေးတော်ပုံနှစ်ပတ်လည်နေ့နီးလာပါပြီ။ဘယ်လိုလုပ်ကြမလဲဆိုတော့စကားတန်များကြားနေရပါပြီ။ဆက်ရပုံမထက်တန်နေကြပါလိမ့်မယ်။တမျိုးသားလုံးတမျိုးသားလုံးဆိုင်ရာနေသူကိုဝန်내စရာနေတနေ့အဖြစ်ပုံဖော်တာတဲ့ အမျိုးသားအောင်ပွဲနေ့တနေ့အဖြစ်ပုံဖော်သည်ကိုစာရေးသူတောင်းတမိပါတယ်။တမိုင်းဟာသင်ကန်းစာတွေပြည့်နှံ့နေပါတယ်။အနာဂတ်ကိုတက်လှမ်းနိုင်ဖို့တမိုင်းကိုကြီးညက်ရပါလိမ့်မယ်။တနည်းအားဖြင့်ဆိုရတော့တမိုင်းရဲ့သင်ကန်းစာကိုယူတယ်မှာအနာဂတ်အတွက်ရတဲ့အေးအားမှာဖြစ်ပါတယ်။ရှင်လီလုံးရေတော်ဘုံတွင်ကြဆုံးသားသောယဟန်ရှင်လူကျောင်းသားပြည်သူတို့အားဦးညွတ်လျက်ရှင်ခတ် นเสือคนนี้ชาวล้านนาทาวนสนิท